ော့တော့ဘိန်းပြပြောရင်ဒါကကျွန်တော်တို့ meta ထဲမှာတော်တော်လေးဟို popular ဖြစ်နေခဲ့တဲ့ draft index မျိုးလို့ပြောရမယ်ဒီ draft ကလည်းဟို win rate တော်တော်လေးများတဲ့အနေအထားမျိုးလို့တော့ထင်တယ်ဗျာ Falcon Esports တော့ Kitas ရဲ့ hair cut လေးကျွန်တော်တို့စပြီးတော့တွေ့ရတယ်ဒါဟာဒီဘက်ကရည်သက်ရှင်ရဲ့အဲမောင်ရှော့ကာနဲ့မက်ကွန်ထရိုးလို့တဲ့အပိုင်းနေမှာသူဘလောက်ဒီဒန်နိုက်ဖုန်းနဲ့တုတ်ပြန်နိုင်မလဲဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။သူတားလို့ရှိရင်လည်းသူအဆင်ပြေသလိုတစ်ဖက်ကရည်သက်ရှင်ကသာချေဖြတ်ထားနိုင်မယ်ဆိုလို့ရှိရင်လည်း ဖကို e-sport အနေနဲ့အများကြီးတွားပြီးတော့အခက်အခဲတွေ့နိုင်ခဲ့တဲ့အခြေအနေပြ Battle 3 series ရဲ့ game number 2ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကဲနော် dash ကတော့အနေငယ်လေးတွားပြီးတော့ new ကျင်တာကနော်သူ new ကျင်တယ်၊ကျင်တယ်၊ခုန်ကျင်တယ်၊ terrifying beast တွေနေနေတယ်ဆိုရင်လည်းမရဘူးဗျ။ဒီစံချင်းပါပြီဆိုလို့ရှိရင်တော့ပုံမှန်အပြင်ကတော့ buff တွေပါပြီးတွားပြီးတော့ကြော်တာရှိတယ်။ဒါပေမဲ့ဒီကောက်တော့မကြော်တော့ဘူးနော်။အဲ့တော့ dash နေတွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့အော်တယောက်ကလည်းနော်တယောက်ကလည်းလက်မကြီးထောင်ပြီးပြန်လာလိုက်။ တယောက်ကလည်းအဲ့လားငှက်ကလေးပြောင်းပြီးတော့သွေးပင်ကလေးနဲ့ပြန်လာလိုက်နေတော့ဖြစ်နေတယ်။ဖယ်ကွေးရဲ့အားလေးကအင်ထရိုကနည်းနည်းတိုင်တော့ကွက်နေရကြ။ဒီ draft ဒီချိန်နေရတကူတော့ AI Esports အနေနဲ့ကျွန်တော်ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကောင်းကောင်းကြီးနားလည်တဲ့အချိန်နေတရက်လို့မြင်မိတယ်ဗျာ။ AKX ရဲ့ Jordy Hacker ဘိုင်းဆိုင်ရာအရှေ့ရက်တီတော့ဆိုလို့ရှိရင်တို့ဒါအများဆုံးရရှိရဲ့ room မှာတယောက်အနေနဲ့အစံချိန်နေပါအချိန်ရဲ့အချိန်ဗျာ။ လက်စကီးတွေရောက်တယ်ပါနော်ကေစီးနော်အဲ့တော့လက်ရှိအခြေအနေကဖန်ကုန်သွားနေတဲ့ပုံစံတစ်ခုကတော့တို့တို့ဒီအာလီကိမိနစ်တွေပါနယူကိုဒါဒါမေ့တင်ကပြန်လုပ်သွားပြီးတော့ဘီနီရောကေအိစ်တို့ဒါဒါမေ့ပေးရမယ့်တိုက်ကိုသွားနေတယ်အထူးသဖြင့်မန်မန်နှစ်ကောင်ပါလာတဲ့အားတစ်ခုအတုံးချပြီးတို့ပျောက်မယ်ပြီးသွားရင်ဝင်မြို့ကုတ်မယ်ရှုပ်မယ်ဗျာဒီလိုပုံစံတစ်ခုတည်ထားခဲ့တာဗျာအော် dangerous grass ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ hair cut ကတော်တော်လေးပိုပြီးတော့အလုပ်ဖြစ်မဲ့အနေထားဗျာအခုက broken wall ဆိုတော့ဒီဘက်ကကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော်တော်လေး 罗纳克这边两位的话，阿里跟 c h 嘛，波比的控制偏难一些，对吧？然后这边马勒德斯，从哪里位置开始，信号流出来，鲁比奥这边压力了，知道吗？乔伊 e B 级卡，这边阿里的话，托利阿加呢，这边刚 l 布拉尼那边的兄弟呢，偏开点打的，所以鲁比奥这边阿里的话，托利阿加呢，这边开的有点困难，这边德维鲁，这边的基础设施 i 边 v 米德，德奈福这边，塞佩 e 这边的开的有点困难，哦，马利亚，波马那边托阿尼啦，知道吗？这边的托阿托阿，D，Hey，Haga，托阿比尔切尔那边什么？这边德维鲁的德奈福，这边拉亚呢？哦，Sorry 啦，知道吗？昨天我们玩了，现在这边、啊嗯、了你，不西的巴利边比尔切尔的尼塔米，这边我们不防反。二十二十 <laughs> ိုက်တဲ့နော်ဒီသားအပြေ7ဒီပေါက်မှာမကြောက်တော့ဘူးဗျာ K Fabulous ကိုတော့ဖတ်တင်ပြီးတော့ပဲရယူသွားခဲ့ပြီလို့ပဲပြောရမယ်နော် Blasky စခဲ့တဲ့ဒီ ရောမာထဲမှာဟဲကက်ကတော်လေးကောင်းတယ်အခုလက်ကေတကယ်ပဲယူကီပါရတယ်အပေါ်မှာသွားညိနေပြီနော်အမှ2 vs 2နေတာယူရီလီတတိယဆပြီးပေးရတယ်ကြာဒီကဂျော်ဟဲကက်ရဲ့ဖက်စစ်ကသွေးလေးပြန်တက်အောင်မယ်တင်ကားနဲ့ဂျော်အော်တိုစုမိမှာဆိုတော့မက်ဆန်ကောင်နေတော့အိုးကုလောလေပြေးလိုက်ဖို့ဂျူးလိုက်နေတော့ဘီစစ်တက်နေတာဖေးလာအဲစ်ဝိုက်တက်ချေလိုက်ကိုကိုသွားမိရဲ့နောက်မှာယူရီပြန်ပေးလိုက်ရတယ်ဗျတာတယ်ပေးလိုက်ရတဲ့အပြင်ဂျန်ကလာမှာပေးလိုက်ရတာဆိုတော့ကျွန်တော်မတန်ဘူးလေအိမ်ဘက်ကတော့ ဘီရင်နှခါနာဆိုတဲ့အနေထားမျိုးတော့သွားကြရတယ်နော်။လုံးဝအားလေးကမချက်ဟီရူကီရီရောသူတို့အနေနဲ့ကာတယောဆက်ပြီးတော့ပေးရတယ်။ network gap ဒီမှာကျွန်တော်တို့1ကီကျော်လောက်ဒီကိုစပြီးတော့ဥဆောင်နေ။အောက်မှာလည်း Sanji versus Alita match ပါနေမှာတစ်ဖက်က1-1နဲ့တစ်ခါပဲ name free ထားရတဲ့အခြေအနေမျိုးတွေကြောင့် Jelly Gas ပေးပြီးတော့ Alita အနေနဲ့သူ့ရဲ့ဒါ minion wave ကိုအပြည့်အဝစားသုံးလို့ရအောင်ကျူးစားသွားခဲ့တဲ့အနေထားပါ။ Half time တွေရောက်တော့နှကောင်စလုံးအထိ jungle တွေနဲ့သွားပြီးတော့အစီအမြင်ခဲ့တဲ့အနေထားမျိုးတွေရှိတယ်။ Dwayne ရောရှင်ရှင်ရောပြန်ပြီးတော့ကြည့်ရမယ်။ဒီတော့ Barricade Party Swing တစ်ထွန်းနဲ့ချက်ကြည့်ရမယ်။ 3v1 လေးပဲ immobilize ဖြစ်နေခဲ့တဲ့ Benny ီခါမှာပြန်ပြီးတော့ပြီးတော့ပြေးလိုက်ရပါပြီ။ကဲဘာဖြစ်ယူရိုကိလေးပါလေးတကောင်တော့ပြန်ပြီးတော့ကြောက်အောင်တော့တနေ့ချက်တင်နေတော့အရင်ကြီးဆိုတော့တင်ဘက်ကနေစပြီးတော့လှုပ်လှုပ်တယ်ဗျာ။ယူရီနေနဲ့တော်လေးသတိထားမယ်ပွဲနော်။လှေကြီးဆေးပြီးဝင်သွားလိုက်၊ဓမာကြီးဆွဲပြီးပြန်ထွက်လာလိုက်ဖြစ်လို့တော့မရဘူးနော်။ဆိုတော့ပရတဲမှာဘလောက်ထိများသူရဲ့လက်တစီမော်နီရှော့ကာရီယာအင်ပတ်ရှိမလဲဆိုတော့ကြည့်ရမယ်။စံကြီးကတော့ရှင်းနေတယ်မီလီဟီးရိုးနဲ့ရင်ဟီးရိုးမှာလေဖီသင်လုံနေနေတယ်ပဲတဖက်မှာရှင်းနေကြတဲ့အလီတောင်ကောင်းကောင်းကြီး ဒါသွားပြီးတော့မှဂိုးတွေရှော့ချမှုတော့ကျိုးသွားနေတဲ့အနေထားပြတော်နေ့ချက်လည်းမရှိဘူးဆိုတော့သိပြီးတော့ဂန်လို့မရဘူးပြနော်လက်ရှိအချိန်ကတော့ကျွန်တော် first start ရဲ့အပြီးမှာ falcon နေနဲ့တော့ကျွန်တော် kill kill တကောင်ပေးလိုက်ရပြီခေကဒါကျွန်တော်ဒီ damage ပေးရမယ့် run မှာဖြစ်သွားတယ်ပေါ့နော်အရင်လိုမျိုး back up ပေးဖို့စိတ်နေတယ် damage cross over တက်ပွင့်နေပြ raise you ပြီးဝင်လာခဲ့တဲ့အရာတကူအလီဒါကွတ်တီပဲ fail လိုက် air strike ထက်ချေးတဲ့အောင်မှာတော့အလီဒါလုံးဝပြေးမလွတ်သွားဘူးပြ raw stack ကတော့ timing တွေမှာ last tee တော်တော်လေးအားကောင်းခဲ့တယ်ဆိုပေမဲ့တစ်ဖက်က force air strike နဲ့ဘေးဒီ right time လေးပဲရောက်ရှိလာခဲ့တဲ့အခိုက်အတန့်မှာတော့ AI score အနေနဲ့တခါတည်းပဲသူတို့ရဲ့ goal line င်တာကိုလီတာကိုအရင်မကာကွယ်ပေးနိုင်ခဲ့ဘူးဆိုတော့အနေသားမျိုးတော်တွေကိုကျွန်တော်တို့သွားပြီးတော့ကြတယ်အောက်မှာအပိုင်ရှင်းထားပြီးတော့ဂိုးရှိပါရောင်းရအောင်ဖောင်းမဲ့သဘောဗျာဖောင်းမှာကွာပါနော်ဒါတော့ရလို့ရှိရင်တော့ရသလောက်ယူမှာဒါမဲ့ဒီထိမှာရေးကြည့်တာ KA ကြာတန်ကြီးကသူကနောက်ပိုင်းမှာကျမ်းမှာဆိုတော့သူ KA ကိုနည်းနည်းလေးဂိုးရှိလေးပါလေးပေးကွာတဲ့သဘောပြီးတော့ဒီမှာ KA ကိုကြည့်မှာဆိုလို့ရှိရင်လေ Hero K နှစ်ကောင်နဲ့ Hunter Z ပြီးသွားပြီဆိုတော့နောက်ပိုင်းမိနစ်တွေမှာ P7 ရဲ့ position တဲရတဲ့ပိုင်းကြီးကတ်လိုက်မယ်ဗျာအဓိကကသူကလည်း flicker နဲ့ဆော့ရဆိုတော့ flicker မရှိတော့နည်းနည်းပူဆိုးနိုင်တယ် 来，我拿一提钱啊！提钱马上买呀买呀，对面的土变装了，明明是在那抓人家的，们牛狗，变兵稳了，一边加点有一边变兵精装也来劲了，加锋芒差一点带人。 မြူကိုအနေနဲ့ damage တွေကလုံးတော့လုံးပေးထားတော့မယ်ဗျာဖြောင်ကုန်နေတဲ့ခုနကောင်မျိုး regeneration လုံးဝရဲ့ timing တွေရလာတဲ့ land လေးမှာနည်းနည်းနောက်ကျသွားတယ် leader ရိုက်ချက်တွေနဲ့အတူတူကတော့ဒီတစ်ခေါက် second tier fight မှာ AI ပြန်လဲရယူသွားခဲ့တယ်ဗျာ blood wins သူပြန်ပြီးတော့ပြီးသွားပြီ certify လေးမှာဆက်လက်ပြီးတော့ရရှိထားခြင်းဆိုတဲ့အချက်တစ်ခုကတော့ AI esport အနေနဲ့နည်းနည်းလေးပြန်ပြီးတော့အဆင်ပြေလာတယ်ဆိုတဲ့အနေအထားမျိုးတွေတွေ့ရတယ်ဗောနော frost machine တွေ fallen star mode အနေနဲ့ backline control bar တွေအတွက် aspirator အနေနဲ့လူခိုးပြန်လာခဲ့တယ်ဒါမှလည်းပဲဒါအရင်ကြီးတော့အဆင်ပြေခဲ့ပြီဗျာတစ်ဖက်မှာလည်း benny wins by win လေးပြန်သန်းနေခဲ့တဲ့အချိန်မှာ messi အနေနဲ့အရင်ကြီးတော့မလိုက်နိုင်ဘူးဗျာမိကို တော့ရှော့လာပြီးတော့ကြည့်ရဆိုပေမဲ့ရူချိန်လာခဲ့တဲ့ဘေနီယာလာတော်တော်လေးကမှပါးနဲ့နေသေးတယ်ဆိုတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်လင်းကပ်ပလေးယာလည်းအားကောင်းသေးရဆိုတော့တော်တိုင်ကို flying လုပ်ဖို့ကတော့ AI e-sport အရင်ကတော့မလွယ်ကူသေးပါဘူးဟုတ်တယ်နော်တိတ်တော့မလွယ်သေးဘူးဗျအလီတာကတော့ပြောမှဆိုလို့ရှိရင်တော့သူကလိပ်ပြလေးလှုပ်ချင်တာဒါပေမဲ့အနေငယ်လေးတော့စောနေသေးတယ်လိပ်ပြလို့မရသေးတဲ့အခြေအနေမျိုးလို့ကျွန်တော်သုံးသပ်မယ်ဗျာနော်အဲ့တော့တန်ကြီးကလည်းသူရဲ့ advance ဆိုင်ရာအရာပုံမူပြီးတော့လိုအပ်နေတဲ့အခြေအနေတစ်ခုလို့သုံးသပ်မယ်ဗျာဂိုလင်ကန်ကဒီဘက်သိပ်ပြီးတော့မတွေ့ရဘူး AI lane face တွေမက်ဒီလာပေါင်းတဲ့အနေအထားမျိုးပဲဒါပေမဲ့ depth တီဒီနေ့ပွဲစဉ်မှာ comfortable ဖြစ်နေတဲ့အနေထားဆိုတော့ဒီလာမဲ့ captive file လေးကတော့ဒီနေ့သင်ကြမှာဖြစ်တစ်ခုပေးနိုင်မယ်အလီတာလက်ပြလုံးလို့ရပြီနော်မနောက် Holy Crystal ပါလာပြီဘာဖြစ်နေနေဒီ Holy Crystal ဆိုရဲ magic power damage ကတော်တော်များတဲ့ magic power damage လို့ပြောရမယ်ပေါ့နော်အဲ့တော့သူ့စီကထွက်လာမယ် cannon နဲ့အဲ့ roster တောက်ပြီးတော့ကြောပြန်သွားမယ် time တော့ပြန်တော့ကြည့်ရမြင်းကြီးတော့ဖြစ်နေတဲ့အချိန်ဒီမှာ range control ရသူ့အနေနဲ့နည်းနည်းတော့ခံတော့ခံရရပြီ ဟို damage type ကိုပြန်ပြီးဦးတည့်ရဲ့အချိန်ဒီမှာကျွန်တော်အရင်လိုမျိုးမပီးနိုင်မှာမဟုတ်ဘူး sushi ဖြစ်တယ် hp presentation ကြီးတို့ဒါရှိမှာဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ feel လိုက်ရရင်မင်းက first down တော့ရောကျွန်တော်ပြန်ချနေခိုင်တာတစ်ခုပါ back to down manage ရရင်မကောင်းသေးဘူး p7 ပြန်လွတ်ခဲ့တဲ့ခိုင်တာတစ်ခုပါ new code နဲ့ပြန်ချသွားခဲ့တဲ့ချိန်တွေမှာတော့ main only ပဲ dot shot ruri light dash နေခဲ့တဲ့ခိုင်တာမှာ sam g ပါလာတဲ့ down with the full chat tron challenge by two man kidas kidas ruri ပြန်ရခဲ့ဆိုပေမဲ့1 for 3 trail out ရော falcon ပြန်လည်ပြီးတော့ pace ထားခဲ့ရပါပြီပွဲလုံးကိုလုံးလုံးနေရ falcon ဒါပေမဲ့တကယ်တကယ်ရင် uk တော့ကောင်ပြပေးရပြီ ီးတော့ Mia First Tower ကိုပါပွဲချိန်9မိနစ်မှာ AI Esports အနေနဲ့ပြင်လဲပြီးတော့ရန်ချိုးလာတယ်ဗျာ First Sight and Alita ရဲ့ Holy Crystal Impact တွေကိုလည်းကျွန်တော်တို့စပြီးတော့တွေ့ရဖို့တော့ရှိမယ်အဲ့တော့ KA အနေနဲ့တော့ဒီပွဲမှာ Damage Bro မှာပြန်ပြီးတော့သွားရသေးရတော့ကြောင့်မလို့သူ့အနေနဲ့အရင်ကြီးတော့ Damage ဆော့မလုပ်နိုင်ဘူးဒီပွဲမှာ New Pool ကတော်တော်လေးအဆော့လုပ်ရမယ်ပြောမယ်ဆိုတော့ Fair ကရေစများတဲ့ draw တစ်ခုထုတ်လာတယ် ယော damage များတယ်ဒါပေမဲ့ပြုတ်ရလူလည်းများတယ်ဗျမှန်တယ်တစ်ဖက်ကလည်းကြောက်တာ AI e-sport အနေနဲ့ကြောက်တာပြေးတိုက်မယ်တည်ရမလား own time own time ဆိုပြီးမှတစ်ခါလေးရှင်းမယ်ခုနကတော့လည်းအခြေအနေမှာဆိုလို့ရှိရင်လည်း mini show တွေအပြီးတော့ sensor နောက်ပြေးကပ်ဖို့အတွက်သူတို့မှလုံလောက်တဲ့ crowd control ဘိုင်းတွေပြေးတိုက်မယ်ဒါဒီ tanky ဘိုင်းဆိုင်ရာတွေအများကြီးရှိရပါတော့ Falcon ဘက်မှာအဲ့လိုမျိုးတော့မဟုတ်ဘူးသူ ambush လုပ်ပြီးတော့သူတို့ရဲ့ carry တစ်ဖက်မှာ carry ဖြစ်တဲ့ Yuri PH7 Elite D ရာအကုန်လုံးသူတို့အနေနဲ့ဖြည့်ရှင်းနိုင်မှရမယ်ဒီလိုမျိုး troll carry ကျတန်းနိုင်ပေါ်နေ PH7 တို့ဘာလို့ဝင်မတက်မယ်ဖြတ်မယ်ဗျာဒီရာအကောင်တွေဖော်နိုင်မှရမယ်အဲ့ ိုင်မစ်ရှင်တွေတို့တစ်ချက်ဖေးတာနဲ့သူတို့ရဲ့ carry ဘိုင်းဆိုင်ရာအရာထိခိုက်မှုအများကြီးတို့ကြုံတွေ့ရနိုင်နေဗျာ okay ဒီချက်တွေကိုတို့သွားပြီးတော့ဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းကြအောင်လဲ Gregory ဆိုအမေရှိရင်တော့အဖြေရှိရအောင်မယ်နောက်မှလည်း Death သူရရရလို့ပဲ Jungle Space Day ပါလေပြန်ယူထားခဲ့တဲ့အချိန်တွေပြ 4.5k တစ်ဖက်ကလည်း 4.8k ဆိုတော့ညံ့ပြီးတော့ဒါတွေတော့ပါလာပြီ Jungle ရဲ့ Blue Boost Police Tower in the backline is right Don't show Spectre နဲ့ပုံကွက်သွားပြီးတော့ Man ကတောင်းဝင်ပြီးအောက်မှာတစ်ဖက်က Messi ချန်နေခဲ့ဘူးတော့များသွားပြီဒါတစ်ဖက်ကဒီတစ်စီးနေပြန်ပြီးတစ်ဖက်ကလည်း Death တောင်းရှောက်ပဲဒီစီးလိုက်ကောက်ဖို့အဆင်သင့်ဖြစ်နေခဲ့တဲ့ခိုက်တဲ့မှာတော့ PA7 ဖပါနဲ့လေပြန်ပြီးတော့ပေါ်ပတ်သွားတယ်2000ကျော်ဆိုတော့အရင်ရောအဆင်မပြေကြ Team Fight တွေအရင်ကြီးတိတ်မသာသေးတဲ့ခိုက်တဲ့ ူပါကေဒါစ်ကတော့လိန်ပူရှင်လေးစပြီးတော့ try နေတယ်။ Okay, okay เนาะကျွန်တော်ဒီနေ့မှာတော့တောင်း view ကတော့ပြန်ကြပါရည်ကြာ။အဲ့တော့ tower တွေကတော့ live ပြီးတော့ပြေးနေတယ်ရရရသလိုမျိုး live ချိုးနေတဲ့နေရာလေးတော့တွေ့ရတယ်။ Dynamic 4တွေပါပြင်ပြီးတော့ရှိသားတဲ့နေသား။ Byway ကတော့ရင်းပြဲလို့မကောင်း။ Leader ကသူက Holy Crystal ပြီးထားတဲ့နေသားဆိုတော့ 意大利球队，喏，就到处搜索着罗托阿比奥蒂尼给我的消息呢。看到那蒂尼嘛，心里哇布鲁尼亚尔呀。然后今天布莱马嘎弗朗西尤里，今天迪马西罗纽库鲁皮安查尼亚扮演角色的。但是，因为伊兹瓦蒂尼托嘎麦迪贾被卖了，本来罗马嘛，蒂亚里呀，意大利呀，靠呢，内马尔哦，可能当年被意大利所有伊恩弗朗尼夸尼的呀。昨天呢，就伊欧杰迪费古皮安查尼亚扮演的嘛，伊样样。但是，伊嘛，就伊意大利呀，尼耶亚鲁罗马就伊达伊汤梅奇呀。法国国家就达米丁格鲁布蒂奥维奇耶，今天布里亚雷托嘎。

မိမိကိုယ်သာအားကိုးရမိမိကိုယ်သာကိုယ်ဝေရအခြေအနေပဲဗျာနော်အဲ့တော့တခုခုဆိုလို့ရှိရင်ကိုယ့်ရဲ့ position ယူထားတဲ့အခြေအနေနဲ့ damage ပေးရတဲ့ဝင်ထွက်တွေကအထင်ထားတဲ့ပုံပြီး view site ဖို့လိုအပ်တယ် AI အနေနဲ့တော့ကျွန်တော်ဒီ lock အသာရရှိသွားမယ်ဆိုရင်တို့အနေနဲ့လုံးစရာတွေ map control point ဆိုင်ရာအသာသီးရောက်မှုတွေကအများကြီးပုံပြီးတော့ကျွန်တော်ဒါအခြေအနေရှိရဗျာအဓိက map first down ကိုပေးထားတဲ့ flag ကိုနေ position ယူရတဲ့ဘိုင်းမှာဒီအခြေအနေကနည်းနည်းခက်ခဲတယ်လို့ပြောလို့ရတယ်ဗောနော် tower bandage တွေရတော့ melee ရဲ့ river နဲ့ generator တွေသူသွားပြီးတော့ plan နဲ့ဘောတော့တိတ်မတွေ့ဘူးဗျာ for the extra lane ဖြင်းနေစပေးထားပြီးတော့ယူယူနည်းနည်းလေးသွေးလျှော့ပေးနေကြတယ်ဆိုတဲ့အခြေအနေတစ်ခုတော့စတွေ့လိုက်ရတယ်နည်းနည်းလေး surprise Rice attack တော့ဖြစ်ခဲ့တယ်။ဒါမှမဟုတ်တိတ်တော့မထူးသေးဘူးဗျာ။ Yuriya ကို Little Z Time နဲ့သူပြန်ချိနေခဲ့တဲ့အခိုက်အတန့်မျိုးတွေမှာ Dark Knight 4ရှိနေခဲ့တဲ့ Kiddes ကပို့ပြီးတော့ ada jadi malah gaya di dalam itu dia awam. Beni eh, nama le fasa tu jangan lihat kalau pido awi grup awi kini tapi dah gaya kena terkuma. Ali dah eh, beni le laju awi buat yang ada. Khusus masih dia baru pakai evi dua belas <laughs> desa biopi. Ikon itu pun buat awi. ကဲဒီတစ်ခေါက်မှာလီရိုကိနှစ်ကောင်ပြန်တောင်းနေဗျာလောနဲ့ဒီပဲပြန်ပြီးတော့လဲလေခဲ့ရတဲ့နေသားလို့တော့သုံးသက်လို့တော့ကြရတယ်နံပါတ်1 AK လောက်ဒီကိုသွားပြီးတော့ကွာမှုကမြစ်တက်လာပြီ e-sport team pick ကနေပြီးတော့ချက်ချနေတဲ့ second tower ကိုမှရိုက်ချိုးလို့တော့ရှိတယ်ဗျာနံပါတ် jury ပြန်ပြီးတော့ ambush လုပ်ထားတဲ့နောက်မှာ benny နေနဲ့လည်းဒီတစ်ခေါက်မှာတော့သူ့ရဲ့ဒီ air ready bar ကမရှိသေးတဲ့နေသား little bee ပြန်ပြီးတော့အုံပြူနေတဲ့ဗမေးရဲ့ passive ရှိလို့တော့မရရအောင်ဖြုတ်သွားတယ်ဆိုတော့ AI ဒီ game number 2မှာတော့ကစားမှုတော်လေးတက်ရက်တယ်နော် လက်ရှိကလည်းကျွန်တော်တို့ဒါ AI eSport အနေနဲ့ဒီလော်ရရှိလော်ဖေးလိုက်ရတဲ့အချိန်တခုမှာဒါ KY ဆိုင်ရာတော့တို့အနေနဲ့ပြန်ရရှိလိုက်တဲ့အချိန်လေးလို့ပြောရမယ်။ကြည်ရင်ကြည်ရင်လည်းကျွန်တော်တို့ဒီ Sandy ရဲ့ဒီ damage ပေးမဲ့ဆိုင်ရာပေါ့ဗျာ။ဒီရာတခုမှာမေးခွန်းထုတ်ကြတခုတော့ရှိလာတယ်။ သူရှေ့ကိုတိုးဖို့အတွက် space ကြီးပို့ရတယ်သူကိုယ်တိုင်ပြန်တော့ပြန်ပြီးလာ UV1 မှာ Yuri ရောဒီမှာ shutdown ကြီးပြန်လဲပြီးတော့ယူသွားတယ်ဗျာသူတို့ခုနကတော့လိုမျိုး objective တိုးရမယ့်အပိုင်းနေရာ TH နဲ့ Bini ရဲ့ timing ပေါ့ဗျာ air strike နဲ့ဒီတစ်ချက်ထောက်ပြီးတော့ကျွန်တော်တို့ဒါ Delhi Sting ကတုံးလို့ရှိရင်တကောင်ပြောက်တယ်ဒီနေ့ကျော် Yuri ကို shutdown ချမယ်ကျွန်တော်ဒီလိုမျိုး key ရမယ်ဆိုပြီးမှတွေးထားခဲ့တာ Bini ကခုနကတော့ objective 5မှာ air strike တုံးတာစောသွားတာရောတစ်ဖက်က low foot နေတဲ့အချိန်မှာသူ air strike မရသေးတာကြောင့်လည်းပါတယ်ပေါ့နော်ဒီအတွက်ကြောင့်တော့ battle situation ရလောကကန်ရခက်ခဲသွားတယ်ဒါပေမဲ့ Alone ရောကျွန်တော် Gas ကသူ့ရဲ့ဒါ 我哋公司喺 B 站嘅，剛剛啲片就遇上一啲新項目，所以講呢啲嘢，以前唔係呢個地方嚟嘅。 ဒီကနောက်ပိုင်းကျွန်တော်ဒင်းလီဆိုင်လေးကိုထွက်မယ်ဆိုလို့ရှိရင်ယူရီရဲ့ရီတရှင်းကစပြန်ပြီးတော့သတိထားမယ်ခြေလင်းမျိုးလိုရောက်လာတယ်ကွာ။ဂျွာဟဲကအစားရှိတဲ့ဟီးယူရီက high mobility အရန်သွားပြီးတော့ဖြစ်နေတယ်။ဆမ်ဂျီအရန်တော့သိစိတ်မရှိတော့ဘူးဗျာ။ပြန်ရှိနေခဲ့တဲ့ map control ရကျန်နေခဲ့တဲ့ second tower ကိုတခါတည်းပဲရိုက်ချူးသွားနိုင်ခဲ့တဲ့ခိုင်တယ်မှာ KDS just for you win on a 2-1 level new cool ပြန်ရှိနေခဲ့တဲ့ခိုင်တယ်မှာ desk ကို right time လေးပဲသူ့ရဲ့ beast တွေရောက်လာခဲ့တာကွာ။အဲကျွန်တော်တို့ချက်တွေသုံးထားသေးတဲ့နောက်မှာ air strike တယ်လေဖုန်းပြီးတော့ backup ကာကင်းရလည်းမကြတော့ဘူးဗျာ။ တက်ဖြတ် movement တစ်ချက်မှားသွားတာသူတက်စီက spam ရှိတော့ကွန်ဝါပြီဆိုရနေတာတကူမှာ draw ကလည်းကောင်းခဲ့တယ်ဗျာ target တားပြီးခဲ့တဲ့အခိုက်အတန့်မှာတော်တော်လေးချက်တန်းပြီးနေနေပဲတင်းပြီးတော့ပြတ်သွားခဲ့ရတယ်နော်ဆိုတော့ AI နေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ဒီနေ့ပွဲစဉ်မှာရရင်ရတဲ့အခွင့်အရေးကောင်းရင်သုံးချနိုင်တယ်ဒါပေမဲ့ စပလိတာကြီးနည်းနည်းများနေလို့ရမှာတာဝါကြီးကတော့ site မှာတော်တော်ပြောင်းနေကြဖယ်ကောင်းအလို့5 v 5တွေပြန်ဆိုင်တာထက်ဒီခုနောက်ပိုင်းကကျွန်တော်တို့ဒါ lock ပြီးသွားတဲ့အချိန်မှာသူတို့ site တွေအကုန်လုံးပြန်ယူထားတယ်လို့ပြောလို့ရတယ်ပေါ့နော် San Gio ကျွန်တော်တို့ဒါ KH တင်နဲ့ဒီဒီရှင်လေးပြန်ပြရပြီး backup ပြီးလေအပြန်လိုက်ချိုးတယ်ဒီလိုပုံစံမျိုးတစ်ခုပဲပြန်သွားတယ် mobility အရသူတို့အနေနဲ့လာရှာလာအလုပ်ရတာပုံမြန်နေပေါ့နော်ဒီတော့ကြောင့် minion wave ရှင်းနေအပေါ်မှာပို့ရဲဆိုလို့ရှိရင်တော့မှဒီ objective ကိုလာတဲ့ဒါကြီးလန်းကြောင်းရတယ်နည်းမြန်ဆန်တဲ့အချိန်မှာတော့ရှိတယ်ဗျာ แล้วฟิกกันปีลาวีแซงจีนี่เนี่ยเกลือดิซี่เปลี่ยนไปแล้วซีดายแล้วแค่ละกูจะพาละแซงจีโอเลียตัวเบียร์ขึ้นในทูแมนนี่เบียร์ทับบิโอปีจะวินทูบุรุษดีออกมาคาร์เมนดูโกดามิโอจอมมาดิสุนิจอมจะทำให้เชสจีออกมาทูแมนทับบิโอตีเดียร์ปีนี่มาทับบิโอปีลายอะไรเบียร์ทรีแมนดาวดีว่าเซเลบิโอยาวทาร์เน่กันเลยเอไอเอสปอร์ดาวโชว์สุดลูกไฟบีวันส์ดูเชฟไปเลยมาเชียร์ชินเน่กันเลยคิดเอสเปลี่ยนตัวหลังกันเยอะสุดแม่มินิอาปามาละกันน่าวมารอ ော့ကဲဒီတစ်ခါမှာတော့ K တော်လေးကောင်းလာတော့တိမပြပြရမှာဗျာနော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအေဂျာထဲမှာရှိရဲ့ crit တကောင်ဝင်ပြီးတော့ကပ်ဖို့ကြိုးစားမှာဒါပေမဲ့ဒါ daily cash တွေပါရှိရဲ့အကြောင်းကျူပြီးတော့တွတ်ဆပြီးတော့နောက်ကနေဝိုက်သွားတယ်ပြီးတော့နောက်ထပ် crit တွေကိုဖျက်ကာလိုက်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ defend လို့တော့ရှာသွားတယ်ပေါ့ဗျာအဲ့တော့ AI ဘက်က decision ပြတ်တယ်ချိုးလို့မရအောင်ဆိုလို့ရှိရင်သူတို့ကိုချိုးလို့မရအောင်တော့ low ပဲကြီးမယ်ဆိုပြီးတော့ low နည်းနည်းမြန်လေးကြီးနေနေပဲ၅ရောက်၅ရောက်အနေထားနောက်ထပ်တော့ပရတကူတော့သွားရမယ်အရင် e4 တင်းရဲ့ဒီ gain နဲ့မတူ gameplay ဒီ trophy တိုင်းကောင်းနေပြီးတော့ 我讲了，平惯的么住着，对吧？还要收税呢，是吧？这，不老表么嘞？啊喽。 ကိုတို့ကိုရဆက်နေပဲတည်ရပါမင်းအမီကြိုက်တာလို့ဘိုက်တာလို့ဒါပေမဲ့ကိုယ့်အောက်ရှော့ကာမဲလူတော့မရှိဘူးအဲ့လိုပုံစံမျိုးတော့သွားရတယ်ဗျာနော်ဒီလားအကူရရင်ဒီလားကိုယ့်ဝယ်ရပဲတည်ရမလားကိုတစ်ယောက်ကိုပဲပြန်ပြီးတော့ကြည့်ရမယ်ဒါပေမဲ့တခုစဉ်းစားစရာတခုဟာဒီဘက်မှာကျွန်တော် AI နေနဲ့ခဏလောက်ပါလို့ဒီနှစ်ချိန်တိုင်းတိုင်းရှိပြီပေါ့နော်ဒီခဏလောက်ပါဘယ်တဲ့တခုရောအရှိမရှိရဲ့ဘယ်တဲ့တခုအောင်မှာဖလေကဒက်ဝင်းနဲ့စခဲ့တဲ့မက်ဆီရဲ့အလုပ်တခုဗျာဒီအားနေပဲအစတင်ခဲ့တယ်အဲ့ဒီအားနေပဲအစပြိုးခဲ့တဲ့ဘယ်တဲ့ဖီးအချိန်မှာခရိုဟီယူကြီးတောင်းချောက်ရပြီးမက်ကွန်ဒူဘိုင်းဆိုင်ရာဆုံးရှုံးမှုတွေကို တယ်ပြီးတော့ပြည့်စက်ထားနိုင်တယ်။ကုလဲဂျော်ဒါဒီလော့ဒါစီနဲ့ကပြတ်တက်လာမယ့်အခြေအနေမှာတော့ဒယ်လီဂက်ပြန်သုံးထားရပြ။ အရာယူဖို့အတွက်တော့အင်အား e-sport အနေနဲ့တပြန်လဲပြီးတော့တက်လာခဲ့ပါဦး။ပါလာခဲ့ Low Vanish ကအတော်လေးများနေတဲ့ခိုက်တက်တစ်ခု Normal Gaming Only ပဲ join နေလိုက်ပြီးတော့ဒီ Minion လေးဖြတ်ရှင်းတောက်ဖို့လိုကြိုးစားနေတယ်။လောကတော့သူတို့တစ်ဖက်က3 vs 5 situation ပိုင်းဒီမှာတော်တော်လေးရှင်းနိုင်ခဲ့တဲ့ ban လေးကိုတွေးရတယ်ပေါ့နော်။ Normal Dance နောက်ရှော့လိုက်ပြီးတော့နင်းညင်ခဲ့ရဆိုပြီးတော့ two lane တွေကရရှိအောင် AI e-sport ပြန်ပြီးတော့တက်လာတယ်။လောကတော့ PY Minion ဝင်တက်တဲ့ jungle တွေဘလို့ force တွေဆက်ပြီးတော့ပေးခြင်းနဲ့ auto rage ပါ Minion ဝင်ပါလာ delay catch နဲ့ back cloud တက်ပြီးတော့ tank extra အမလူကိုတက်ပြီးတော့ jump 7 showy သူစတဲ့ drone နဲ့လောကရိုက်ခွဲ drone charge တွေအောက်မှာတော့ fake on e-sport game number 3ရောအရန် e-sport ရဲ့ခေါ်ဆောင်ခြင်းကိုခံလိုက်ရပြီလည်းဖြစ်ပါတယ်။ကေကောင်းမွန်လှပတော်ရတဲ့ e-sport team ရဲ့ game